ကဲကျွန်တော်ဆက်လက်ပြီးတော့တပတ်တာကာလအတွင်းစနေသားသမီးတွေအကန့်ကြမ်းမှာလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်၄ရက်မေလ2025တနင်္ဂနွေနေ့ကနေပြီးတော့10ရက်မေလ2025စနေနေ့ထိတပတ်တာကာလအတွင်းကျွန်တော်စနေသားသမီးမိတ်ဆွေများရဲ့တပတ်တာကန့်ကြမ်းမှာကိုကျွန်တော်နဲ့အတူကြည့်လိုက်ကြရအောင်အဲ့တော့စနေသားသမီးမိတ်ဆွေများတော့ဒီတစ်ပတ်မှာနာမည်ကုန်သတင်းကြီးမယ်ဘုံကံတကူတက်မယ်အများလေးစားချစ်ခင်ခြင်းကိုခံရမယ် မတင်မြတ်သူတွေပင် ကိုကိုရန်လို့သူတွေပင်တူရှုခရလာတာမျိုးတွေဖြစ်မယ်။ကံပွင့်စမ်းပွင့်လက်ပွင့်တဲ့အခြေအနေဖြစ်ပြီ။အဘာကိစ္စအိုးမှကြက်တဲနေတာစိုးရိမ်နေရတာပူပန်နေရတာကြောင်းကြနေရတာနော်အနောက်ရှက်ကြုံတွေ့နေရတာဒီလိုကိစ္စမျိုးတွေကနေကောင်းစွာကြော်လာလို့မြောက်နိုင်ပြီ။အကြက်တဲဆိုလည်းမရှိတော့ဘူးကိုမလောလလအေးအေးဆေးဆေးပဲပြေလည်သွားပြီအဆင်ပြေသွားပြီဆိုတဲ့တပတ်တာဖြစ်တယ်။ အဲ့တော့ငွေကြေးအကျက်တွေရောက်နေတဲ့အလုံးမှာအခက်တွေ့နေတဲ့မိတ်ဆွေတွေအကျက်ရိုက်နေတဲ့မိတ်ဆွေတွေဒီတော့မှတော့အေးအေးဆေးဆေးပြန်ကောင်းပြီးအဆင်ပြေပြီဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဘာလို့ဖြစ်ကျင်လဲဘာလို့လူကျင်လဲကြိုးစားသလောက်အရာထင်မဲ့တပတ်တာဖြစ်တယ်ပြည်တွင်းပြည်ပရဲဝဲရဲနီးကနေအဆက်အသွယ်ကောင်းနေရရှိမယ်ဝမ်းသာစရာသတင်းစကားတွေကြားမယ်အဲ့ဒါဒီတစ်ပတ်မှဆိုလို့ရှိရင်တော့ကိုဟာပြီးခဲ့တဲ့တလနှစ်လတပတ်နှစ်ပတ်ကကြိုးစားခဲ့တာတွေကဒီဘက်မှာအရာထင်ပြီးခဲ့တဲ့ကာလတွေမှာအဆင်မပြေတဲ့အလုပ်တွေပြင်ဒီဘက်မှာပြန်လုပ်အား ပြန်လုပ်ခြင်းအပြည့်ပြန်ပြီးတော့အဆင်ပြေတာเนาะအပေါက်လန်းတက်ပြီးအောင်မြင်တာမျိုးတွေဖြစ်မယ်။ကံတရားကမျက်နှာသာပြီးနေတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်ကိုလုတ်ကျင်တာ ဖြစ်ကျင်တာတွေကိုလင်းလင်းမြန်မြန်နဲ့ပဲအဲဖြစ်မယ်ရမယ်ပိုင်ဆိုင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ဒီတော့မှဆိုရင်တော့ကောင်းသောခီးတွေလည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်အရေးကြီးတဲ့ခီးကိစ္စတွေတော့လုတ်လို့ရတယ်၊ကင်လို့ရတယ်။အဲ့တော့လုတ်ကန်ကြံစီတာတွေလည်းအောင်မြင်မယ်။အထူးအဖြစ်ငွေကြေးလက်လက်ဘက်နဲ့ပတ်သက်ရင်အရန်ကိုအခွင့်လန်းပေါ်များတဲ့တပတ်တာဖြစ်ပါတယ်။ တော့အလောက်ကံငွေကြီးအကြံစီတွေကိုကြံစီစိတ်ကူးထားတာတွေရှိရင်အကောင့်တွေပေါ်လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မယ်အခြားသောအရေးကြီးကိစ္စမျိုးများကိုလည်းလှုပ်ခြင်းဖြင့်အောင်မြင်မယ်ကိုပိုင်လုံကရောင်းဝယ်လှုပ်တဲ့မိတ်ဆွေတွေရှစ်တိုးလာတာအရာရောက်ပေါက်မြောက်လာတာမျိုးတွေဖြစ်မယ်အခြေအနေတော်ရင်းနဲ့ပတ်သက်ရင်လည်းသူဆွေးတော့ကရောက်နေရတာအခက်ကြုံနေရတာမျိုးတွေကနေလွတ်မြောက်မယ်အဲ့တော့အခြေအနေတော်ရင်းနဲ့ပတ်သက်ကံကောင်းမယ်စိတ်ချမ်းသာရမယ်ပျော်ရွှင်ရမယ်ဆိုတဲ့တပတ်တာဖြစ်တယ်လူငယ်များဖို့ချစ်သူကြီးစားတစ်တွေရတာ ပျော်ပါးရတာမျိုးတွေကြုံရမယ်တပတ်တာဖြစ်တယ်။ကျမရင်နဲ့ပတ်တန်ဒူးနာတာအနေငယ်လေးမဆူတလို့ဖြစ်ရတဲ့ဆိုရင်လောက်တဲ့အချိန်ဒီမှာမရှိဘူး။စိုက်ကနာယုံငန်းတွေပွင့်မယ်အလုပ်သွားရှောင်မယ်လုပ်ငန်းတက်တွေထူထောင်မယ်တိုးချဲ့မယ်။အင်တာဗျူးပြင်မယ်စသဖြင့်ဒီလိုကိစ္စတွေအပါဝင်အခြားသောအရေးကြီးတဲ့ကိစ္စတွေရည်ရကြံစီထားတာတွေကိုအကောင်အထည်ပေါ်လှုပ်ဆောင်မယ်ဆိုရင်တော့ဒီတစ်ပတ်မှာကံကောင်းတယ်ဆိုတဲ့တပတ်တာဖြစ်ပါလေ။အလွန်ကံကောင်းပျော်ရွှင်စရာအားရကြည်နပ်စရာကောင်းတဲ့စနေသားသမီးတွေရဲ့ ကံကောင်းတဲ့တပတ်တာနေ့ရက်ကိုဖြတ်တန်းမယ်အချိန်ကာလကိုရောက်ရှိနေပါပြီဒီတပတ်အတွက်ကံကောင်းလက်ရွှေကဏ္ဍကတော့6ကဏ္ဍပါအထူးပဲတဲ့အရောင်ကတော့အဝါနုရောင်ဖြစ်ပါတယ်စန္ဒီသာသမီးမိတ်ဆွေများအတွက်ပါ